အားလုံးကိုမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pee တက်တဲ့အောင်လည်းမင်္ဂလာပါ Real Madrid အသင်းကတော့ FIFA ရဲ့ Club World Cup ပြိုင်ပွဲရဲ့ Quarter Final အဆင့်ကိုတက်ရောက်သွားပြီဖြစ်တယ်ဆိုတော့အခု Madrid အသင်းက Juventus နဲ့ကန်ရတယ်ဒီနေ့ပွဲမှာတော့နီးပြကထုံးစံတိုင်း Kylian Mbappe ဒါပြန်ခံမှုပြန်လဲပြေဝသီးတိုင်းအောင်လူငယ်ကစားမလေး Gonzalo Garcia ကိုပဲအထောက်ထားပြီးတော့ Now Vinicius Junior နဲ့ ဖယ်ဗာတီကိုဒါတောင်မှနှစ်ဖက်မှာထားတယ်။ကွင်းလယ်မှာတော့ထရန့်ကိုဒါအခုသူတို့3ဘက်နဲ့ပထမဆုံးစကစားတယ်။ဆိုရူဒီဂါရဲ့ချူရှူမန်နီရဲ့ဒင်းဟိုဆန်ရဲ့ကို ထားပြီးတော့ဒါဒီကွင်းလယ်ကဖယ်ဗာတီနဲ့အာတာကူလာထားပြီးတော့တောင်မှနှစ်ဖက်မှာဖာရန်ကာစီယာနဲ့ Trent Alexander Arnold ကိုစားတယ်343 shape ပုံစံကစားပြီးတော့ Madrid က Juventus ကိုရှင်းဆိုင်ခဲ့တယ် Juventus ကတော့ Colomwani ပြန်ပါပြီးတော့မှ Yalta နဲ့ Francesco Conceição တို့ကစားခဲ့တယ်ပွဲရတော့အမှန်တိုင်းပြောရင်တော့ Real Madrid ကခြေအသာကြီးပါဒီနေ့ပွဲမှာ position ရရော in terms of chance created အပိုင်းမှာရောဂိုးသွင်းနိုင်တဲ့အခြေအနေနောက် Vevardi ကတော်တော်ကောင်းတာဗျဒီကစားမကတကယ်ဝေါ်ကလပ်အစ်ပလေယာတယောက်ဖြစ်ပြီးတော့တကယ်အောက်ကိုရတယ် ။နောက်လူငယ်သားမလေးကွန်ဆာလိုကာစီယာဆိုရင်လေကိုးအေရီယာထဲမှာမပေးလိုက်နဲ့ဒီကားမရဲ့အီရီဂျူအာပါချက်။နောက်တစ်ခုကသူ့ရဲ့တွန်းတက်တဲ့ကစားနိုင်တဲ့ကစားပုံက classic center forward တယောက်ပဲ။ဒါ Kylian Mbappe လို့မဟုတ်တော့အဲ့နေရာမှာတာမန်တိုက်စစ်မှုတယောက်ဆိုရင် Real Madrid ကအရန်ဖြစ်သွားတယ်။အခုဒီ chart တွေကတော်တော်လေးအလုပ်ဖြစ်ပြီးတော့ Madrid တင်ကဘယ်လိုပြောမလဲ dominate လုပ်ထားတာဗျ။ Juventus က ပထမပိုင်းမှာ yielded away ရလှမ်းကန်တဲ့တလုံး deflect ဖြစ်သွားတယ်။ဒါလောက်ပဲဗျာ။ဘာမှထူး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 မလုပ်ပြနိုင်ဘူး။သူတို့ဒါခြေစွမ်းရလဲ Real Madrid ကိုလုံးဝမရှင်းနိုင်ဘူး။ဒါ Real Madrid ကဘယ်လိုပြောမလဲဆိုတော့ minutes 60ကြိုမှ Mbappe ကအိုက်ကာစီယာနေရာမှာလူစားဝင်နေ။ Now Luka Modric ကဒါ Adegula နေရာမှာဝင်ပြီးတော့မှပွဲပြီးကနေကြမှာ Dani Ceballos က Valverde နေရာမှာဝင်နေ။အခု Real Madrid နဲ့အလွန်ဆိုသွားခြင်းနဲ့ရှေ့ကိုကျွန်တော်တွေးရတယ်။ 3ဘက်နဲ့သွားလို့ရတယ်3ဘက်ဆိုရင် wholesale နဲ့နောက်တစ်ဖက်ကဒီ wholesale ရဲ့ sure money နဲ့ဒီတစ်ဖက်ကဒီ rudica ရဲ့ထားလို့ရတယ်တကယ်လို့ essence ကိုပြန်လာရင်လည်း essence ကိုပေါ့လေကွင်းလေကသူပုံစံပေါ့လေဒါကွင်းလေကအခုအာတာကူလာကိုသူသဘောကျဆိုတော့ဒီနေရာမှာဒီအသင်းမှာ rudrico အတွက်လုံးဝနေရာမရှိဘူးဒါဂျူပါလင်ကန်ကိုဒီနေ့ right ပုံစံမှာပြန်ထွက်ထားတယ်ဟိုတနေ့က right နဲ့သူဂျူပါလင်က right နဲ့ velvardi နဲ့တွဲကစားပြီးတော့ အာတာဂူလာကအလေကိုပူဆင်းတာများတယ်။ဟိုဘက်ကတော့ဗင်နီရှက်ကိုပူပြီးအလွတ်လွတ်ခိုင်းပြီးတော့ဒါပြီးပြမအထောင်ကတော့ကာစီယာပဲထားတယ်။ချေစွမ်းရရော chance creative ပိုင်းမှာရောရင်းမတွေ့ကထိုးတဒိုမီနိတ်လုတ်သွားတယ်။ဒီချက်တိတ်လေးကအခုဒီ FIFA ရဲ့ Club World Cup ပြိုင်ပွဲမှာ၃ဂိုးသွင်းထားတယ်။ပနဒီမပါဘူးเนาะတကယ်အည်သွေးမြင့်တဲ့ကိုကြီးပဲ try ပေးလိုက်တဲ့ cross ကလည်းတော်တော်လေးကောင်းတယ်ဒါဒုတိယပိုင်း ဒီ Juventus ကိုးသမားတာမကောင်းရင်ဒီတက်မက900နဲ့ဥမာ Belfast ရဲ့ bicycle kit တလုံးရှိတယ်။နောက် Schwermani အဝေးကြီးကလှန်ကန်တာတလုံးရှိတယ်။နောက်တစ်ဖက်ကဒီဒီ chartate လေးတိုက်လိုက်တဲ့ခေါင်းတိုက်လိုက်တဲ့အလုံးဆိုရင်အဲ့ဒီအရတွေကိုတော်တော်ကောင်းတာ54မှာ train ကဆွဲထွက်လာတဲ့ cross town နဲ့ train ရဲ့ typical ဒါ train alessana arno ရဲ့ typical cross ပဲ quality ပဲခေါင်းတိုက်သွားတယ်တိုက်တာတော့အလေပဲတိုက်တယ်ဒါပေမဲ့ phase show power ရောဘာမှလုပ်လို့မရအချိန်မှာ madrid ကအိုက်ပွဲရဲ့တလုံးတဲသော ဒါဘယ်လိုပြောမလဲအနိုင်ကိုရသွားတယ်အခုလက်ရှိအနေထားရရေမတွေ့အသင်ကဒါ FIFA ရဲ့ Club World Cup ပြိုင်ပွဲပေါ့လေဒါ Club World Cup ပြိုင်ပွဲကိုအခုသူတို့ဘယ်လိုပြောမလဲဒါနောက်ဆက်တက်သွားပြီဒါအခုလက်ရှိအနေထားရဆိုရင်တော့ရေမတွေ့အသင်အနေနဲ့ဒါဒီသင်ကတီးကြတဲ့ all the way တက်သွားနိုင်တယ်တခုတော့ရှိရပါလေ Paris Saint Germain Bayern Munich တို့အသင်းတွေကတော့ဒါအမှန်တိုင်းပြောရင်တော့တကယ်ကောင်းတဲ့အသင်းတွေဖြစ်တော့သူတို့အတွက်တော့ semi final ရောက်တဲ့အခါမှာ test တော့ဖြစ်မယ်ဒါပေမဲ့အခုလောလောဆယ်အနေထားရတော့ Real Madrid က looking good ပဲဒါအဖွင့်ပွဲမှာအာဟီလာအသင်းကိုတည်ကြခဲ့သည့်တိုင်အောင်မက်ထရစ်ကသူ့လို့သူ့လို့သွားတယ်ဆိုကွန်ဇာလိုကာစီယာဆိုရင်အခုဆိုရင်ရမက်ထရစ်ကတိုက်စင်မှုတက်လို့ချင်တာအစောပိုင်းတော့ကဒါပေမဲ့အခုဈေးကွက်မှာသူတို့ရက်လိုက်ပြီ။ဘာကြောင့်လဲဆိုဒီချတိတ်လေးကဟော့ဆလုတ်တက်တော်အားကိုရတယ်။ချတိတ်လေးကအသက်လည်းငယ်တာဟုတ်အသက်လည်းငယ်တယ်လိုအားလည်းကောင်းဟော့ဆလုတ်ကကြတော့အသက်ကြီးတဲ့ကျော်ချင်ကြတော့မင်းနဲ့ပိုင်မဲ့တော့တယ်ဒီချတိတ်လေးကအကြာကြီးတုံးလို့ရတယ်နောက်တစ်ခုက ပွဲထွက်ကစားမှတယောက်တည်းလည်းယုံကြည်မှုအပြေအဝရှိတယ်ဆိုတော့မက်ထရစ်ကဂျူဗန်တက်စ်ကိုနိုင်တယ်ဆိုတော့အီတလီကလပ်တွေကအင်တာမီလန်ကဟိုတနေ့တုန်းကဖရီမီနစ်ကိုသူတို့ရှုံးသွားပြီးတော့ပြိုင်ပွဲကထွက်တယ်အခုဒါလက်ရှိဂျူဗန်တက်စ်ကလည်းပြိုင်ပွဲကထွက်ပြီးတော့မက်ထရစ်ကတော့ဒါ quarter final အဆင့်ကိုတက်ရောက်သွားတယ်ဆိုတော့ DRD မှာရေမက်ထရစ်အနေနဲ့ဘယ်လိုပြောမလဲသူတို့လိုချင်တဲ့အဓိကဖလားပေါ့လေဒါအဓိကဖလားတွေသူတို့မရခဲ့တဲ့တိုင်အောင် ဒီ international supplier တွေတော့သူတို့ရနေတဲ့ခွင့်ရရှိသေးတာဗောလေဒါဥရောပ super cup ရတယ်နောက် FIFA ရဲ့တိုက်ကြီးလိုက် champion ဖြစ်ပြီးတော့အခု club world cup ပြိုင်ပွဲမှာမထွေအတွက်ဒီဟာဒီကချမ်းရှိတယ်ဒါဘာဖြစ်ဖြစ် Real Madrid အသင်းကနောက်တစ်ခါ Real Madrid ကတော့ဒီပြိုင်ပွဲတစ်လျှောက်လုံးမှာပေးသက်6000ကျော်ကြီးပဲဒါသူတို့ကစားခဲ့တဲ့ပွဲအားလုံးဟာ6000ကျော်ကြီးပဲဆိုတော့ Madrid ကတော့ clearly သူတို့ပေးသက်ကတော်တော်လေးကို strong ဖြစ်တဲ့ပေးသက်အဖြစ်ဆက်ရှိနေပြီးတော့ မတွေ့အသင်း quarter final တက်ရောက်ပါပြီအားလုံးကျေးဇူးတင်ပါတယ်